Porque ဲလာကဖြစ်ပွားခဲ့တဲ့ဘရာဇီးကလပ်ချာဘီကိုအန်စီဘောလုံးအသင်းသားအများစုအပါအဝင်လူပေါင်း82ဦးသေဆုံးခဲ့ရတဲ့လေရင်ပြတ်ကျမှုဟာလောင်စာပြက်လက်မှုကြောင့်ဖြစ်တယ်လို့ကိုလံဘီယာလေကြောင်းအာဏာပိုင်တွေကဒီဇင်ဘာ26ရက်နေ့ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။လေရင်မှုဟာလမ်းမလောင်စာပြက်လက်ဖြစ်တယ်မှုပြက်ကွက်ခဲ့ပြီးအဲ့ဒီလိုလောင်စာပြက်လက်မှုကြောင့်အင်ဂျင်ချို့ယွင်သွားတာကိုအချိန်မီသတင်းပို့ဖို့နောက်ကျသွားခဲ့တာကြောင့်ဘိုလီးဗီးယားအခြေစိုက်လေရင်စင်းလုံးကားကုမ္ပဏီလာမီယာကပြေးဆွဲတဲ့လေရင်ဟာမီတယ်လင် အနီးတောထူထက်တဲ့တောင်ဆောင်ပေါ်ကိုပြတ်ကျသွားကြတာဖြစ်ပါတယ်။လေယာဉ်မှုတွေအနေနဲ့အဲ့ဒီအချိန်မှာလောင်စာအကန့်အသတ်ဖြစ်နေတာကိုသတိထားရမှာဖြစ်ပါတယ်။လောင်စာမလုံလောက်တော့တာဖြစ်တယ်လို့ကိုလံဘီယာလေကြောင်းလုံခြုံရေးဌာနကအထွေထွေအတွင်းရမှု Freddie Bonilla ကပြောပါရယ်ပြက်မကြခင်မိနစ်ပိုင်းတွေအထိလင်းမှုတွေဟာအချက်ပေးခဲ့ခြင်းမရှိဘူးလို့ဆိုပါရယ်လောင်စာပြဿနာကြောင့်လင်းမှုတွေဟာဦးစားပေးဆင်းသက်စေဖို့မြစ်တာရက်ခံခဲ့ရလို့မြို့ပြလေချောင်းအာနာပိုင်းအဖွဲ့ကပြောပါရယ် လေကြောင်းအနာပိုင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်အရဒေသစံတော်ချိန်ည9:53မိနစ်မှာလင်းရင်ဟာအင်ဂျင်လေးလုံးစလုံးထိုးရက်သွားခဲ့တာဖြစ်ကြောင်းတရက်စစ်လုံးဝပြတ်တောက်သွားလို့လင်းရင်ဟာည9:58မိနစ်မှာအရေးပေါ်အခြေအနေကိုကြေညာခဲ့ပြီးနောက်လင်းရင်ဟာလည်းရေဒါကနေပျောက်သွားခဲ့တာဖြစ်ကြောင်း10မိနစ်အကြာမှာတော့လင်းရင်ဟာပေ900အထိနေဆင်းလာခဲ့ပြီးအဲ့ဒီဒေသမှာပေတထောင်အောက်ဟာအနေဆုံးအမြင့်သတ်မှတ်ချက်ဖြစ်ကြောင်းနဲ့ည9:58မိနစ်မှာတော့လင်းရင်ဟာတနအီကိုမိုင်130နှုန်းနဲ့စ ဆာရိုဂိုရိုတောင်ကိုအရှိန်နဲ့ဝင်ဆောက်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။လောင်စာပြက်လက်နေတဲ့အပြင်လင်းဟာသက်မှတ်၄ချိန်ထက်1100ပေါင်ပုံမတင်ဆောင်ထားတာဖြစ်ပေမဲ့အဲ့ဒီလိုဝင်ပိုတင်ထားတာကြောင့်လင်းပြက်ကျရတာမဟုတ်ဘူးလို့လေချောင်းအာနာပိုင်းအဖွဲ့ကဆိုပါတယ်။လီမတော်ဆမှုဟာလာမီယာလီချောင်းကုမ္ပဏီနဲ့လီယင်မှုတို့မှာတိုက်ရိုက်တောင်းဝန်ရှိနေရဆိုတော့ပြီးခဲ့တဲ့သတင်းပတ်ကဘိုလီဗီးယားအာဏာပိုင်တွေပြောဆိုချက်နဲ့ကိုလံဘီယာစုံစမ်းစစ်ဆေးသူတွေရဲ့ကနအူးကောက်ချက်ဆွဲထားတဲ့အချက်တွေဟာတတ်ထက်တဲကြာနေခဲ့ပါဗျ။